ဲ့တော့နိဗ္ဗာန်ဆိုတာဟာလေပုံဌာနာကြီးလားသို့မဟုတ်တကယ်ကိုအဲ့ဒီရောက်သွားလို့ရှိရင်ပြန်လည်းမရှိပဲနဲ့သာဝရအငိမ့်တက်ကြီးကိုရနေတယ်ပျော်စရာကောင်းတဲ့နေရာကြီးလားလို့ဆိုတာသိဖို့တော့လိုတယ်ပေါ့နော်အဲ့တော့နိဗ္ဗာန်ဆိုတဲ့စကားလုံးကပြောတဲ့အထိပယ်ကိုအရင်ကြည့်ရအောင်နိဗ္ဗာန်ဆိုတာနိဝါဏလို့ပုတ်ဖြတ်လိုက်ရော နိဆိုတာထမြောက်ခြင်းလွမြောက်ခြင်းဝါနဆိုတာဘဝတစ်ခုနဲ့တစ်ခုကံနဲ့အကျိုးဘဝနဲ့ဒုက္ခဒါတွေကိုဆက်ဆက်ပြီးတွယ်ချိတ်ပေးထားတဲ့တဏှာကိုဝါနလို့ခေါ်တယ်လိုချင်တယ်ဖြစ်ချင်တယ်ရထားလို့ရှိရင်ဆုပ်ကင်ထားတယ်တွေ့တာတယ်မမောတယ် ရှားသာရင်မလွတ်ချင်ဘူးမရခင်ကတောင်းတတယ်ရပြီလို့ရှင်စုတ်ကင်ထားတယ်ဆိုလူတွေရင်ထဲမှာဖြစ်ပြီဖြစ်တာရှိတယ်တဏှာအာယုန်တွေကိုအမြဲတမ်းတန်တန်တာတာရှိနေတဲ့တဏှာဆွဲမဲ့နေတတ်တဲ့ราคะလိုချင်တတ်တဲ့လောဘအဲ့ဒါတွေကိုဝါနာလို့ခေါ်တယ်ဝါနာဆိုတာဘာကြောင့်ဝါနာခေါ်လို့ဆို ဘဝနဲ့ဒုက္ခကိုတွဲချိတ်ထားတတ်တယ်။တဘဝနဲ့တဘဝရှေးဘဝနောက်ဘဝကိုလည်းတွဲချိတ်ထားတတ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်အာယုန်နဲ့စိတ်ကိုလည်းတွဲချိတ်ပြီးဆိုသူ။အာယုန်နဲ့စိတ်ကိုတွဲချိတ်လိုက်တဲ့အခါမှာလူတွေဟာကိုယ့်ရဲ့စိတ်ကလေးကအာယုန်ကရုပ်တရက်ခွာမသွားနိုင်တော့ဘူး။တနည်းအားဖြင့်ပြောရင်စက်ကူလေးနှစ်ချက် ဒီတိုင်းထထာယုံနဲ့ထိုစကုလေးနှစ်ချကတ်မသွားနော်အဲ့လေကောင်မှဂလူးဆိုတဲ့ကော်လေးထည့်လိုက်မယ်ဆိုရင်စကုနှစ်ချကတ်မသွားဘူးလားအေးတဏဆိုတာအဲ့ဒီကော်စေးသဘောပဲလူရဲ့တဏမှာစိတ်ရှိတယ်အာယုဆိုတာရှိတယ်အာယုနဲ့စိတ်တွေ့သွားတဲ့အခါမှာတွေ့ယုံတွေ့တာကကိစ္စမရှိဘူးအဲ့ဒီစူပါဂလူးဆိုတဲ့ တွေ့ကတ်တတ်တဲ့သဘောတရားအလဲကောင်းမှရှိသွားရင်ဆွဲခွာမဲ့ဆိုရင်ဆုတ်သွားနိုင်တဲ့အနေထားရှိသွားတွေ့ကတ်သွားအဲ့လိုတွေ့ချိန်ထတာဘာလို့လဲဆိုရင်တဏှာပဲဖြစ်တယ်ပေါ့ဘုန်းကြီးတို့တွေအာယုန်နဲ့တွေ့ပြီးတော့စိတ်ထဲကတဏှာတာဖြစ်သွားတာဟာစိတ်ကဖြစ်တာလည်းမဟုတ်ဘူးအာယုန်ကဖြစ်တာလည်းမဟုတ်ဘူး စိတ်နဲ့အာယုနှစ်ခုကြားမှာတွေ့ကတ်တဲ့တဏှာတရားရဲ့လက်ချက်ပဲဖြစ်တယ်ပေါ့အဲ့လိုသဘောပေါက်နားလည်ပဲဆိုလို့ရှိရင်နိဗ္ဗာန်ဆိုတာနိဝါဏအဲ့ဒီတွေ့ကတ်တဲ့အတွေ့ဖြစ်တဲ့တဏှာလောဘကလွတ်မြောက်သွားတာထွက်ခွာသွားနိုင်တာကိုနိဗ္ဗာန်လို့ခေါ်တယ် ထွက်ခွာမသွားသေးသည်မဘဝဆိုတာရှိနေဦးမှာပဲဒုက္ခတွေဆိုတာရှိနေဦးမှာပဲအဲ့ဒီတဏကုံခန်းသွားတဲ့အခါမှာတဏဆိုတဲ့စူပါဂလူးနဲ့တူတဲ့တဏအဲ့ဒီတဏဟာအစေးမရှိတော့ဘူးဆိုလို့ရှိရင်တွက်ကမှုဆိုတာမရှိတော့ယဟနာဖြစ်သွားတယ်ဆိုတာအဲ့ဒီတဏအစေးကိုကျော်ပါတော့ပျောက်ွက်သွားအောင်လုံးလိုက်ခြင်းဖြစ်တယ်အဲ့တော့ နိဗ္ဗာန်နိဗ္ဗာန်လို့ပြောတာပထမကတဏှာချုပ်ငြိမ်းသွားမှုတဏှာကလွန်မြောက်သွားမှုထွက်ခွာသွားနိုင်မှုအဲ့ဒါကိုနိဗ္ဗာန်လို့ခေါ်တယ်ဒီအဆင့်ကိုနိဗ္ဗာန်လို့ခေါ်တယ်အဲ့ဒီတဏှာလွန်မြောက်သွားတဲ့အခါမှာဉာဏ်နဲ့ကိလေသာတွေအလုံးအလည်လွန်မြောက်သွားရောပထမစိတ်ကနေ ကိလေသာတွေကနေလွတ်မြောက်သွားတာကိလေသာနိရောဓကိလေသာတွေချုပ်ငြိမ်းသွားတာဟာနိဗ္ဗာန်ပဲအဲဒီနိဗ္ဗာန်ကိုသဥပတိသေတာနိဗ္ဗာန်လို့ခေါ်တယ်အကြောင်းတရားတွေချုပ်ငြိမ်းသွားတော့လေလက်ရှိအကျိုးဆက်ဆိုတာရှိနေသေးတယ်ပေါ့ခန္ဓာကြီးကရှိနေသေးတယ်ဆိုလိုတာက တရားဓမ္မကျင့်တဲ့သူကိုအထုတ်လိုက်လို့ရတ္တမေရတ္တဖို့ရသွားပြီဆိုရင်တဏှာအစီးက၆ကတ်သွားပြီတဏှာဟာမတွေ့တတ်တော့တဏှာကုန်သွားပြီအဲ့ဒီအဆင့်ကိုတာဝတိဒေသနိဗ္ဗာန်လို့ခေါ်တယ်နောက်ဆုံးသူ့ရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာကနေပြီးလွတ်မြောက်ပြီးခန္ဓာမရှိတော့ဘူးသူ့ရဲ့အကျိုးဆက်ခန္ဓာကခြုံငိမ့်သွားပြီဆိုရင်အနုပါတိဒေသနိဗ္ဗာန်လို့ခေါ်တယ် ပြောမယ်ဆိုရင်နိဗ္ဗာန်အကြောင်းကိုအကြောင်းရဲ့ချုပ်ငြိမ်းမှုနိဗ္ဗာန်ကတခုအကျိုးချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ကတခုနှစ်ခုစလုံးဟာရှင်ထဲမှာဒုက္ခပေးနေတဲ့အရာတွေနဲ့ဒုက္ခဆက်လက်ဖြစ်ပေါ်ဒုက္ခရဲ့အကျိုးဆက်တွေနှမျိုးစလုံးချုပ်ငြိမ်းသွားခြင်းဟာချုပ်ငြိမ်းသွားတဲ့အဆင့်ဟာနိဗ္ဗာန်ပဲဒါဖြင့် နိဗ္ဗာန်ဆိုတာကိလေသာငြိမ်းသွားတာနဲ့ကိလေသာရဲ့ချုပ်ငြိမ်းသွားတာရဲ့ခန္ဓာချုပ်ငြိမ်းသွားတာရဲ့အဲ့ဒါကိုနိဗ္ဗာန်လို့ခေါ်မယ်ဆိုရင်ဘဝတဏရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဒီချုပ်ငြိမ်းသွားခြင်းဆိုတာကိုစိတ်ထဲမှာစိတ်နှမှုရှိမှာမဟုတ်ဘာကြောင့်လို့ဆိုရင်ရာချင်နေတာဟုတ်အဲ့တော့ရာချင်တဲ့တဏှာကိုလွန်မြောက်မှနိဗ္ဗာန်ဆိုတာဖြစ်နိုင်တယ် တော့နိဗ္ဗာန်ဆိုတာဟာဥပမာပေးထားတဲ့ရတနာတုံမှမြတ်စွာဘုရားဟောထားတဲ့နိဗ္ဗာန်နိဗ္ဗာန်တိဓိရာယထာယံပฏิပောဖျောင်းနိုင်စီမီလေးထွန်းတာတဲ့သို့မဟုတ်စီမီကွက်လေးထွန်းတာတဲ့စီမီလေးမိတော့ကလေးဟာမိစာနဲ့စီကိုအမိပြုတ်ပြီးတော့မိတော့ကလေးကယက်တိနေတာ အဲ့ဒီမိစာလဲကုံသွားမယ်စီလဲခမ်းသွားမယ်ဆိုရင်ဒီမိတော့လေးဟာရက်တည်နိုင်တော့အဲ့ဒီလေးမိတာလေးမိတော့ကလေးချုပ်ငိမ့်သွားပြီဆိုလို့ရှိရင်မိတော့လေးဟာပဲရောက်သွားတာတော့ချုပ်ငိမ့်ပြီဘယ်နေရာမှာသွားရှိနေတာတော့လို့ပြောစရာအကြောင်းမရှိတော့ဘူးငိမ့်သွားတယ်လို့ပဲပြောမှာပဲဖြစ်တယ်ထို့တူပဲယန္တာဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာသူတို့ယင်နေနှလုံးထဲမှာ ြစ်ပေါ်နေခဲ့တဲ့တဏှာစတဲ့ကိလေသာတွေချုပ်ငြိမ်းသွားတယ်တဏှာစတဲ့ကိလေသာတွေချုပ်ငြိမ်းသွားပြီးတဏှာရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာကလည်းချုပ်ငြိမ်းသွားတယ်ဆိုရင်အကြောင်းရောအကျိုးရောနှမျိုးစုံချုပ်ငြိမ်းသွားရင်ဘယ်ရောက်သွားတော့လို့ပြောစရာအကြောင်းမရှိတော့ချုပ်ငြိမ်းသွားတယ်လို့ပဲပြောမှာဖြစ်တယ်